ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာနှောင်းဝတ်ချန်နယ်ကနေနှွေးထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီချန်နယ်လေးကနေပြီးတော့ဆက်ဝင်စားပွဲကမ္ဘာ့ဇလန်းကောက်လွေးတွေကိုနေ့စဉ်တိဆက်ပေးနေတာဖြစ်တဲ့အတွက်ဒီကနေ့မှာပရိသတ်ကြီးနားဆီရမယ့်ဇလန်းလေးကစာရေးဆရာဇီရင်နဲ့ရမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ငယ်ချားပညာတဲ့ဇလန်းလေးကိုပရိသတ်ကြီးကနားဆီရမှာဖြစ်ပါတယ်။ စုကလိရွာမှာကျူဇိုပါသည်ဆိုတဲ့ဆိုင်ဘုတ်ကရွာအဝေးလမ်းဘေးတနေရာမှာလဲကျလူစဲစဲဖြစ်နေခဲ့သလိုကြောက်သားတွေခင်းတဲ့လမ်းမကြီးတစ်လျှောက်မှာလဲလူသွားလူလာမရှိသလောက်နေပါနေခဲ့ပါတယ်ရွာဆိုင်ဘုတ်ရဲ့ဘေးမှာတော့နှစ်ချို့ကျူးမြင့်တပီရှိပြီးအောက်ချိန်မှာလဲဆွေမြေပြက်စီးနေပြီဖြစ်တဲ့နကူလေးတစ်ခုရှိနေခဲ့တယ်အမြတ်တာကနကုံးရှိကိုရောက်တော့ချစ်လန်းတွေကိုရက်ပြီး ဖုန်ထက်ထက်တက်နေတဲ့ပန်းအိုးအကွက်လေးတစ်လုံးကိုကပ်ယူလိုက်တာကိုမြင်လိုက်ရပါတယ်။ဒါအောင်မြင်တဲ့မကောင်းကအောင်မြတ်သားရဲ့အနာကိုကပ်လို့ဆရာဘာဖြစ်လို့လဲ။တင်ကားတာတရားကိုမြင်လို့ပါ။လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကပန်းရည်ချမ်းအမွေးနှမ်းသားတွေနဲ့ကြလာနေတဲ့နှစ်ကောအခုကျတော့လေပူဇော်ပသသူမရှိ ထိသိမ့်မဲ့သူမရှိဖြစ်နေခဲ့ပြီလေ။ဆရာကဒီကိုရောက်ဖို့လား။လူကတော့အခုမှရောက်ဖို့တည်းဆိုပေမဲ့ စိတ်နဲ့တော့ရောက်ဘူးခဲ့တယ်လေဆရာပြောတာတော့မရှိလို့ဘလို့စိတ်နဲ့ရောက်လာခဲ့ရလဲငါရဲ့အရင်တပည့်တွေဖြစ်တဲ့တက်ခန်တဲ့တဝါလိုအမလို့ဤတောင်မှအတိတ်ထဝင်ဒီရက်ဒီသားကိုရောက်လာခဲ့ဘူးတယ်အဲ့ဒီချိန်ကမဟာမြိုင်တောထဲမှာကြည့်စိတ်တခုကိုကြည့်ကြနေတဲ့အချိန်ဆိုတော့သူတို့နဲ့ပါမလာခဲ့ဘူးဘေးကနေထဲမင်းမဲ့သူပါမလာတော့နှစ်ယောက်သားစိတ်ထင်ရရှောက်လို့ရကနေထန်ရုပ်ရပညာတဲ့တယောက်နဲ့အခြေတည်ဖြစ်ခဲ့ကြတယ် ဟိုဘက်ကပုဂ္ဂိုလ်ကလည်းသူ့ရဲ့ဒေသမှာအလုံငုံအဆွတ်ထက်တဲ့သူဖြစ်တာကတကြောင်သူတို့ထိတ်ထိတ်တွေးနေတဲ့နေရာကထိုင်းနိုင်ငံပန်းနဲ့တမဖြစ်တာကတကြောင်ဆိုတော့နှစ်ယောက်သားရှုံ့နေရမယ့်အနေအထားဖြစ်လာတယ်လေဒီကိစ္စတွေရဲ့အဓိကတည့်ရက်ကတော့ဒီဘောင်မှာနေတဲ့စောတာလေးဆိုတဲ့လူပဲကျွန်တော်တို့လည်းတိုင်းသမားသားပညာသည်တွေနဲ့ပညာချင်းပြိုင်တာမျိုးတစ်ခါမှမကြုံဘူးဆိုတော့ဆရာတက်ခန့်နဲ့ဆရာတော်ရတို့ဖြစ်ဖြစ်ခဲ့ရတွေကိုဘ ഹു တုတအနေနဲ့ပြောပြပေးပါလားဆရာ။ ဟုတ်တယ်ဆရာကျွန်တော်တို့လည်းဘဟုသုတတိုးတာပေါ့အောင်မြတ်သားလည်းမကောင်းတဲ့ခွန်လာတို့ရဲ့စကားကြောင့်ခေါင်းတင်းငင်းလှုပ်ပြီးဇလန်းဖြစ်စဉ်ကိုစတင်ပြောပြလာပါတော့တယ်တက္ကန်နဲ့တာဝါတို့မလူဤတောင်မှအထိတ်တန်ဝင်နေတဲ့အချိန်တောင်ပေါ်ဇီရီပေါ်မှာရှိတဲ့တောက်ယူဦးတွေကိုနေ့စဉ်နေ့တိုင်းရေလာဖြစ်ဖြစ်ပြီးနေတဲ့စောတာလေးဆိုတဲ့သူနဲ့စတင်ဆုံတွေ့ခဲ့ကြပါတယ်အများနဲ့ကိုရဝါနေပြီးတွေ့တဲ့သူနဲ့အစီအပြေအောင်ပေါင်းတည်တဲ့စောတာလေးက ရဲ့အနေနဲ့အတွင်းမှာပဲတက်ခံတဲ့တာဝါတို့နဲ့ရင်းနှီးသွားကြသလိုအထိတ်ထက်ပြီးတဲ့အချိန်ဆိုရင်လည်းတော့ရောက်တာစကားစမြည်ပြောလိုက်ရင်းနှီးချဲတောက်လိုက်တဲ့အချိန်ဖြုံးလေးရှိပါတယ်တရေကြတော့တက်ခိုင်တို့တာဝါတို့နောက်စောတာလေးရောက်လာပြီးတော့လက်နက်စစ်လောက်ရှိတဲ့နတနီဗရီကိုနှကုန်းကိုကမ်းပြလာခဲ့တယ်။ဆရာသမားတို့ဗရီစိတ်နေတာကိုမြင်တော့လက်ဆောင်ပေးမလို့ငါကိုယ်တိုင်လှုပ်ထားတာ။လက်ရမကောင်းပေမဲ့စိတ်လို့တော့ရလောက်ပါတယ်။ နေတန်နီနန်းကတင်းနေပါရောလားကျုပ်ဘဝမှာဒီလောက်မွေးကြတဲ့နေတန်နီမတွေ့ဘူးသေးဘူးမွေးဆိုတာမန်နေတန်နီမှမဟုတ်တာငါ့ကိုအိမ်မက်ပေးပြီးလာယူခန်းနဲ့နောက်ဘက်နေတန်နီပေးဖို့ဗျဟုတ်လားဒါဆိုခမရအတော့ကောင်းကောင်းနေလို့ပဲကို့တို့လည်းအတော်ထိုးတယ်လို့ပြောရမယ်တက္ကရဲ့စကားကြောင့်စောတာလေးကကွန်ချိုးတွေတက်နေတဲ့သွားနေပေါ်အောင်ရှိလိုက်တယ်ပြီးတော့ဆရာတို့ကလည်းငါ့ကိုအထင်ကြီးနေပြန်ပြီ တကယ်တော့ငါဖះတရားတိတာတနည်းလောက်ပဲရှိသေးတာငါဘွားတလျှောက်လောက်အမဲလိုက်လိုက်ငါဖမ်းလိုက်နဲ့အချိန်ကုန်ခဲ့တာလीလွန်ခဲ့တဲ့တနည်းလောက်ကမှအဖိုးကြီးတယောက်နဲ့ဆုံပြီးငါ့ကိုဒီကိုခေါ်လာခဲ့တာအဲ့ဒီအဖိုးကြီးကလည်းနင်တို့လိုပဲဗရီအမြဲတမ်းစိတ်နေတတ်တယ်ဒါဆိုခမရဒီမှာနေတာမဟုတ်ဘူးလားဘယ်ဟောမှာလဲငါဟိုဘက်ကရွာမှာနေတာငါ့အိမ်မှာဆိုဖမ်းလို့ရတဲ့တားကောင်ဥကျိုတွေမှအများကြီးပဲ ဆရာသမားတို့တဲ့ငါ့ရဲ့အလဲခေါ်ဦးမယ်။အလဲခေါ်တော့လဲလိုက်ရတာပေါ့ဗျာ။ကျွတ်တော့ဒီဘက်ကိုမရောက်ဘူးတော့ဘဲမှမသွားတတ်ဘူးလေ။အတော်ပဲဟိ။ဆရာသမားတို့ငါ့ရောက်ကိုရောက်ရင်ဒီထက်ပိုပြီးစိတ်ဝင်စားကြအောင်ပါ။ရွာမကဘာတွေစိတ်ဝင်စားစရာရှိနေလို့လဲ။အများကြီးပဲဗျို့။ငါတို့ရွာရိုးရရနေဆက်မှာဆိုတော့လာပြီးလာကွယ်နေတယ်ဆိုရင်လေ။ကားတလုံးပဲပါတဲ့ကောင်းတွေပြက်နေတာလည်းမြင်ရတယ်။တခါတလေမီးလုံးတွေလိုက်ပြက်နေတာလည်းမြင်ရတယ်။ နောက်ပြီးရွာထိပ်ကကျိုးမင်ပါဆိုရင်ရှာနေကောင်ရှိသေးတယ်။ဘာလဲဗျာရှာနေကောင်ဆိုတာ။ဟိုရွာလူတွေကတော့အဲ့လိုခေါ်ကြတာပဲ။ကျုပ်ကတော့တခါမှမတွေ့ဘူး။ဖိုးကျော်အဲ့ပြောတာတော့ကိုစားထားသလိုနေရင်နေတဲ့ရှာအောင်တွဲလောင်းချပြီးကျိုးမင်ခွာကြမှငုတ်တုတ်ထိုင်နေတတ်တယ်တဲ့။နောက်ပြီးမနဲ့ဝေလီဝေလီအချိန်သူ့ပြအောက်ကဖြတ်တဲ့ဈေးတွေစီရနေ။အသားစိမ့်ငါးစိမ့်တွေလှူစားတတ်တယ်ဆိုပဲ။နေမကြီးကကြမ်းလာကြည်လားဗျ။ ကျန်းစိုဗမာရိယယူရီးယားကိုစစ်တိုက်တဲ့အချိန်ငါတို့ရွာစစ်တလေဖြစ်ခဲ့တာလေအေးအခုပြောနေမှသတိရတယ်ငါတို့ရွာရဲ့အရှိဘက်ကွေးမြေမှာဆိုရကြီးခါကြီးနေကြရဲ့တစ်ဖက်နဲ့တစ်ဖက်အော်ဟစ်ချိန်မောင်းပြီးစစ်တိုက်နေကြတာကိုမြင်တဲ့သူတွေလည်းမြင်ကြရတယ်ပြီးတော့ညသက်ကောင်အချိန်လောက်ကနေအာယုံမတက်ခင်အချိန်ထိယူရီးယားလိုပြောတဲ့တွင်ဗမာလိုပြောတဲ့အတန်တွေအပြင်ဓာကျိလက်ကျိထုတ်ခုတ်တဲ့အတန်တွေကိုလည်းကြားရတယ်စိတ်ဝင်စားစရာပဲပြော အထေးကထိုင်ခမားတို့ရွာကိုတေးကြပေါ့အလယ်လောက်အောင်မယ်ဗျာလိုက်ခဲ့ဝိဆရာသမားတို့ရွာအပြုံမတွေနဲ့ပေးစားဖြစ်မယ်စောတာလေးရဲ့ဒုထိုးအိုးပေါက်စကားတွေကြောင့်တက်ခိုင်တဲ့တော်ဝါတို့မျက်နှာတွေရေကနေဖြစ်ပြီးရှကူးရှကဲရေလိုက်ကြလိမ့်တယ်ဒီလိုနဲ့တက်ခိုင်တဲ့တော်ဝါတို့ဟာစောတာလေးကြည်ပြင်းရာစုကလိရွာစီကိုအလဲတစ်ခေါက်ရောက်လာခဲ့ပါတော့တယ်စုကလိရွာထဲမှာရှိတဲ့အိမ်တွေအနေနဲ့မိမိတို့ခြံထဲမှာရှိတဲ့ကျူးမြင့်တွေကို အပင်လိုက်ခုတ်လဲလို့အိမ်နိုင်ဆိုက်ထူထားကြသလိုတချို့အိမ်တွေဆိုရင်အိမ်နိုင်မှာအကိုင်းခက်တွေပါရှိနေတာကိုမြင်တွေ့ကြရပါတယ်။ရွာထဲမှာနေတဲ့သူတွေကတော့ကရင်လူမျိုးတွေဖြစ်ပြီးတော်တော်များများကဗမာစကားလဲလဲဝဲဝဲမပြောတတ်ကြတာကြောင့်မြို့ပေါ်မှာလေးနဲ့ထိနေဘူးတဲ့စောတာလေးကရွာမှာဆိုရင်အတော်တန်လူရည်လဲတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။စောတာလေးရဲ့အိမ်မှာတော့အသက်80အရွယ်မိဘနှစ်ပါးရှိကြပြီ။ အသက်90ကျော်တဲ့အထိကျန်းမာတန်ဆွမ်းကြတာကိုလည်းသတိထားမိခဲ့ကြတယ်။သောတာလီကတော့အိမ်ရောက်တာနဲ့သူကိုယ်တိုင်ပြစ်ခတ်ဖမ်းဆီးထားတဲ့တောကောင်တွေရဲ့အကြောင်းကိုကြွားနေခဲ့တယ်။တခါနဲ့တဝါရူကတော့သောတာလီရဲ့လေထဲမှာမျောနေရကသောတာလီ you know you are အိမ်နေမှာတကားလည်းမရှိပါလား။တကားဆိုတာတခိုးရှိတဲ့နေရာတွေပဲတက်တာလေ။မတို့ရွာတခိုးမရှိဘူး။ဒါကြောင့်အပြင်သွားရင်ဟောဒီဘလုံးကိုအပေါက်ထဲထည့်လိုက်ဦးမယ်။ စောတာလေးကကျမမချထားတဲ့ဝလုံးတလုံးကိုချိမနဲ့ဆွဲယူပြီးတော့တစ်ဖက်တစ်ချက်မှာရှိတဲ့အပေါက်ထဲကိုထိုးထည့်လိုက်ကအိမ်မော်ကနေဆင်းလာခဲ့လိုက်တယ်။ဆရာသမားတို့အိမ်မလွတ်လွတ်လပ်လပ်နေနော်။ငါနင်းတို့စားဖို့ဟင်းစားပတ်ခုလောက်အောင်မယ်။တကူတကကြည်လုံးစရာမလိုပါဘူး။ကျုပ်တို့ကဘာနဲ့ပဲဖြစ်ဖြစ်အဆင်ပြေပါတယ်။နင်းတို့ရောက်လာလို့ငါအထူးဟီးချက်ကျွေးမှာလိုက်ချေလိုက်ခဲ့ကြလေ။စောတာလေးကအိမ်အောက်မှာချိတ်ထားတဲ့ပလိုင်းတလုံးကိုကောက်လွယ်ပြီး အိမ်နောက်ဘက်ကိုထွက်သွားခဲ့လိတယ်။တက်ခိုင်နဲ့တောက်ဝါတို့လည်းစောတာလေးရဲ့နောက်ကနေလိုက်သွားကြတော့အိမ်နောက်ဘေးခြောက်နှပေးအရောက်မှာတော့စောတာလေးဟာကြီးကြီးနိုင်ကြီးနေတဲ့ပိရွက်တွေကိုချူပြီးပလိုက်နဲ့ကောက်ထည့်နေရကြောက်။စောတာလေးငါတို့ပိရွက်ချက်ကြီးမလို့လားကွာ။ဟုတ်တယ်လေ။ပိရွက်ထောင်လုံကျွေးမလို့ခူးနေတာ။ဟင်?ဒီပိမဲ့စားရင်လေချောင်းနေရောက်ကောင်းမှာပေါ့ဟာငါချက်ကျွေးတာစားကြည့်ပါဦး နောက်နေ့ပိတ်ရွက်ထောင်မပါရင် ထမင်းမစတဲ့ဖြစ်နေလိမ့်မယ်။သူ့ရဲ့သူ့ဆောင်မှုတက်ခါနဲ့တာဝါတို့လည်းအချင်းချင်းကြည့်လို့မျက်ခုံတွန်းပြလိုက်တယ်။ဇောတာလေးကပိတ်ရွက်တွေကိုတနေ့တပိုးခူပြီးအပြန်လမ်းမှာပေါက်နေတဲ့ရှောက်ရဲအနုတွေကိုချိုးလာခဲ့တယ်။အိမ်ရောက်တော့ပိတ်ရွက်တွေကိုမြပြပြမှအစီပြတဲ့တိချုပ်ပြီးစားချုံမှုခက်ကအစေးကြပြီဆိုမှပပလိထားတဲ့ရှောက်ရဲတွေကိုထည့်ဝင်လိုက်တော့ရှောက်ရဲနဲ့မှု့ပြက်နေတဲ့ပိတ်ရွက်ထောင်ဟိတခွဲရလာခဲ့ပါတော့တယ်။ ဆရာသမားတို့ထည့်စားလေတက်တက်လို့ဆိုတော့ရှိတာလေးနဲ့အစီအပြောင်လှုပ်ပေးထားတယ်။ကောင်းကောင်းမကောင်းကောင်းချိန်မိပြီးစားပြီးတော့ရပါတယ်ဗျာ။အခုလိုတကူးတကလှုပ်ပေးတော့ဘယ်ကျေးဇူးတင်နေပါပြီ။တက်ခိုင်နဲ့တဝါတို့လည်းပြွက်ထောင်းနဲ့ထမင်းကိုနယ်ဖက်စားလိုက်တော့နှစ်ယောက်လုံးအံ့ဩသွားခဲ့တယ်။ဘာကြောင့်လဲဆိုတော့စောတာလေးချက်ချွေးတဲ့ပြည့်ရထောင်းကအလွန်အရသာရှိလိမ့်တယ်။နှစ်ယောက်သားပြည့်ရထောင်းနဲ့ထမင်းစားပြီးလို့အရှိမထမင်းလုံးစီနေတဲ့အချိန် ။အေရှိကနေကရင်လိုအော်ဟစ်ပြီးပြေးလွှားနေတဲ့လူတချို့ဝါမြင်လိုက်ရတယ်။စောတာလေးကအေရှိကနေဖြတ်သွားတဲ့လူတွေကိုကရင်စကားနဲ့လှမ်းပြီးပြီးတော့တက်ခိုင်တို့ဘက်ကိုလှည့်ကြည့်ပြီးရွာအရှိဘက်မှာကလေးတယောက်ပြောင်းနေလို့ဆိုပဲ။ကလေးကဘလို့ပြောက်သွားတာလဲ။ဒါတော့ငါလည်းမသိဘူး။ငါတို့လိုက်တော့ကြရအောင်။စောတာလေးစကားကြောင့်တက်ခိုင်နဲ့တက်ဝါတို့ရွာအရှိဘက်ကိုထွက်လာတဲ့အခါမှာတော့ရွှေစည်းတုတ်ထားတဲ့ဇီးဒီနှစ်စုအရောက်မှာရွာသားတွေစွတ်စွရုံရုံနဲ့ တယောက်တစ်ပါးပြောနေတာကိုမြင်လိုက်ရတယ်။ဒီအချိန်မှာတော့စောတာလေးကလူအုပ်ကြားတဲ့ကိုတုံးဝင်လို့ကရင်စကားနဲ့ဟိုပြောဒီပြောလို့ပြီးသက်ခံတို့ဘက်ကိုပြန်လာကကလေးကမနေ့ကလေးကနှွားချောင်းသွားတာတဲ့အခုထိပြန်ရောက်မလာသေးဘူးတဲ့တည်တည်ချာချာရောရှာကြရဲ့လားတနေ့ရရမှများအိပ်ပျော်နေရလားမသိဘူးမဟုတ်ဘူးဆရာသမားနှွားတွေကအိမ်ကိုပြန်ရောက်ပြီးတော့ကလေးပဲပျောက်နေတာမကြာခင်နေလဲဝင်တော့မှာဆိုတော့တိုးရင်မှာတစ်ခုခုဖြစ်ရင်ဒုက္ခပဲ သောတာလေးရနေဆက်မှာရှိတဲ့တောအုပ်ကိုငင်းမြော်ကပြောလိုက်တဲ့အချိန်ခရီးတင်တိုင်းကိုဝစ်ပြီးစီးရင်ခေထားတဲ့အဖိုးကြီးတယောက်လက်အထဲပါလာတဲ့အထုပ်တထုပ်ကိုမြေကြီးပေါ်ပြစ်ချလို့အထက်ရနေကြယိုတီတီလေးတွေကိုထုတ်ပြီးကြည့်နေရကနေကရင်လိုအထိတ်တလန့်ပြောနေတော့ကိုမြင်လိုက်ရတယ်ဒုက္ခပါပဲကလေးကတောထဲမှာဒုက္ခရောက်နေတယ်လို့ပြောတယ်တရရောက်ကကလေးကိုဖွက်ထားတယ်တဲ့ဒါဆိုအချက်မနောက်ခင်ရှားမှာပေါ့ ကလေးသွားဖို့ဆိုရင်တော့လိုအပ်တာတွေယူသွားရအောင်မယ်။ခဏလေးစောင့်နေအောင်။သောတာလေးကအနီးနားမှာရှိတဲ့အိမ်ကမီးရိုတချို့ကိုယူပြီးတော့လမ်းကျွမ်းနဲ့ရွာသား၃ယောက်လောက်ကိုခေါ်ပြီးနဆက်တော်တွေကိုဝင်လာခဲ့ပါတယ်။ညတာရှိတဲ့ကာလာဖြစ်တာမို့အလေးရောင်ကချက်ချင်းမှိန်ကြပြီးအမောင်ထုကကြီးစိုးလာခဲ့တယ်။သောတာလေးတို့လည်းဗဇက်ကနေတဟီးနဲ့អော်ပြီးတော်တွေကိုဝင်လာခဲ့တဲ့အခါတဖြည်းဖြည်းနဲ့အတွင်းဘက်ကိုရောင်မတ်မသိရောက်လာခဲ့ပါတယ်။ အဲ့ဒီကျေအရှိရနဲ့သွားနေတဲ့တက်ခိုင်ကမလမကန်တစ်ပီအောင်မှာဖျောင်းနိုင်မိကင်မိရင့်နေတဲ့မိမတယောက်ရဲ့ပုံရိပ်ကိုဖျက်ခနဲ့မြင်လိုက်ရတာကြောင့်ပြန်လဲကြည့်လိုက်တဲ့အခါမှာဘသူမှမရှိဘူးဖြစ်နေတယ်။ဆရာဘာဖြစ်လို့လဲ။ခုနကဟိုအပီအောင်မှာမိမကြီးတယောက်ရင့်နေတာကိုမြင်လိုက်ရတယ်။အခုပြန်ကြည့်တော့ဘာမှမရှိတော့ဘူး။ဒီတော့ထဲမှာမကောင်းတဲ့ရာတွေအများကြီးပဲရှိတယ်ဆရာ။ယူရီးယားပညာသည်တွေက သူတို့မွေးထားတဲ့တရေတွေကိုနှစ်ချို့အပြင်မှာလာပြီးစွပစ်ထားတတ်ကြတယ်လေဒါဆိုရင်တော့ညနဲ့လာလေးလေးကလေးအတွက်ပူပြီးစစ်မှုရလေးလေးပဲအချိန်ရအောင်ရှို့ရသလောက်သွားကြည့်ရအောင်တက်ခါလဲမိတို့ကိုအပေါ်မြှောက်လိုက်ပြီးရှို့သွားဖို့ခြေလှမ်းပြန်လိုက်တဲ့အချိန်ဖျောင်းနိုင်ကင်ထားတဲ့မိမကြီးရဲ့ပေါ်ရက်ကသူအရှိအသစ်ပင်ပေါ်မှာဘွားကနေပေါ်လာလို့မျက်စိတမိတ်အတွင်းမှာပဲပြန်လဲပြောက်ခွဲသွားခဲ့တယ်မဟုတ်သေးပါဘူး ဒီမိမကငါတို့ကိုတခုခုပြောချင်နေတာလားမသိဘူး။တခိုင်ကစိတ်ထဲကနေရွရွပြီးမီးတော့ကို မြေကြီးပေါ်ဆိုက်ချလိုက်ကစောတာလေးကျုပ်ပြောတာကိုကရင်လုံးပြောပေးစမ်းပါဗျာ။ပြောလေစရာဘာပြောပေးရမလဲ။ဒီအနည်းတဝိုက်မှာကျုပ်တို့ရောက်နေရောက်ကိုမကျင်နဲ့လို့ပဲဖြစ်ဖြစ်တခုခုပြောချင်လို့အရင်အောင်ပြတာပဲဖြစ်ဖြစ်ရှေ့ကိုထွက်လာပြီးပြောပါ။ပုံကွယ်ပြီးအရင်ပြတာတွေမလုံးနဲ့လို့ပြောပေးစမ်းပါ။တခိုင်ရဲ့စကားကြောင့်စောတာလေးက ကရင်စကားနဲ့អော်ပြောလိုက်တဲ့အချိန်မှာပဲပြားဖြောင်းနိုင်ကိုလက်နှစ်ဖက်နဲ့ထိကင်ထားတဲ့မိမကြီးတယောက်ဟာမြက်ွယ်ကိုရနေထွက်လာလို့ဒင်းကြီးမိဘကိုလက်ညှိုးထိုးကနားမလဲတဲ့ဘာသာစကားနဲ့ပြောနေခဲ့တယ်။ပြီးရနဲ့မြက်ွယ်ကိုရပြန်လဲဝင်ရောက်ပြောက်ွယ်သွားခဲ့တယ်။စောတာလေးသူ့စကားကရင်စကားနဲ့လည်းမတူပါလား။ဟုတ်တယ်ဆရာ။ तू ကယိုရီယားလို့ပြောနေတာ။နင်းတို့ရှာနေတဲ့ကလေးကဒီလက်နဲ့မှရှိတယ်တဲ့။ဒါဖြစ်သွားရှာကြတာပေါ့။ တောက်ဝမင်းငါနောက်ကနေဝင်လိုက်ခဲ့တခိုင်ကတောက်ဝကို အနောက်မှာထားပြီးချင်းမြောင်လာတဲ့တော်လန်တားဝင်သွားခဲ့လိုက်တော့သူ့ရဲ့ချောက်တီပေါ်မှာခွေခွေလေးအိတ်နေတဲ့စေကျော်တဲ့အရွယ်ကလေးတယောက်ကိုမြင်လိုက်ရပါတယ်ဇောတာလေးလည်းကလေးကိုမြင်တော့ပုံနှုတ်လိုက်တဲ့အခါဘာစကားတန်မှမထွက်လာပဲခန္ဓာကိုယ်တစ်ခုလုံးရေခဲတုံးလိုအေးဆက်နေတာကိုသတိထားမိခဲ့လေတယ်ဆရာကလေးကကြောက်စက်ရေလို့အေးဆက်နေပါလားဟင် တခိုင်တို့လည်းကလေးရဲ့ကိုကိုဆက်တက်လိုက်တော့အဟုတ်ကိုအေးဆက်နေပြီနှလုံးခုန်တောင်ကိုနားထောင်ကြည့်တဲ့အခါမှာခမင်းမင်းလေးသာခုန်နေတာကိုသိလိုက်ရပါတယ်ကလေးကိုလက်ပြနှုတ်ပြီးခေါ်သွားတယ်ပုံပဲဒါပေမဲ့ကိုရင်တော့အချိန်မီသေးတယ်တောက်ကလက်ပြချော့အေးကိုကလေးရဲ့ခေါင်းပေါ်တင်ထားပြီးတောက်ကလည်းလွယ်အိတ်ထဲအသေးပါလာတဲ့လက်ပြချော့အေးကိုခေါင်းပေါ်တင်လိုက်တော့ကလေးရဲ့ခန္ဓာကိုယ်ရရသွေးကြောတွေဟာရေကနေဖြစ်လာလို့မျက်တောင်တချို့ဖြက်ခနဲ့လှုပ်ခတ်သွားတာကိုသတိထားမိလိုက်လေတယ် အသိရှိသေးတယ်။ငါတို့လက်ပြပြန်ခေါ်တဲ့အချိန်စိဝါနီရနဲ့ဘယ်သူမှမထွက်ကြနဲ့။တက်ခိုင်ကဂါရာတစ်ခုကိုရွှေ့နေရင်လက်ညှိုးနဲ့အမြေကြီးကိုဝိုင်းကပါလာတဲ့လူတွေကို အထဲဝင်ခံလိုက်တယ်။ပြီးရနဲ့ကလေးရဲ့နှစ်ဖူးကိုလက်ညှိုးနဲ့ထိပြီးလက်ပြခေါ်ဂါရာကိုနှက်ခမ်းလုံယုံယူလိုက်တော့အရက်လေးမျက်နှာကနေဒရစ်လက်နေတဲ့ကလေးနဲ့ရွတ်တူရွတ်သွင်းနေလှစ်ခနဲ့လှစ်ခနဲ့ပြေးဝင်လာတာကိုမြင်လိုက်ရပါတယ်။ဒါပေမဲ့လည်းပြေးဝင်လာတဲ့သူတွေကတက်ခိုင်ခေါ်နေတဲ့ကလေးမဟုတ်တာကြောင့် စီနဲ့ထိလိုက်တာနဲ့အငွေ့ပြန်ကပြောက်ွယ်သွားခဲ့တော့နောက်ဆုံးမှာတော့ရင်ဘက်ကိုလက်နဲ့ဖိပြီးမနှက်တနားလမ်းလျှောက်လာတဲ့ကလေးရဲ့ဝိညာဉ်ပေါ်လာခဲ့လေတယ်။အဲ့ဒီချိန်ကလေးရဲ့နောက်ကနေထမင်းရီရှောက်ဝစ်ထားတဲ့မိမကြီးတယောက်ပေါ်လာပြီးဟဲ့ဖူရှိုက်ကလတ်မဟာရိုင်းလို့អော်ပြောတာကိုကြားလိုက်ရတယ်။သောတာလေး तू ဘာပြောရလဲ။ဆရာအဲ့ဒီမိမဟဲ့ကောင်လေးငါ့စီပြန်လာစမ်းလို့ပြောနေတာ။သောတာလေးရဲ့စကားကြောင့်တက်ခတ်လေး သူ့စီလာနေတဲ့ကလေးကိုစိုက်ကြည့်ပြီးတော့ဟုတ်ပြီအထင်းကိုမြင်မြဝင်လာခဲ့တော့ဆိုပြီးစိတ်ထဲကနေပြောနေခဲ့တယ်နောက်ဆုံးမှာတော့ကလေးရဲ့ဝိညာဉ်ကတက်ခိုင်တားထားတဲ့စီးတဲ့ကိုခြေချမိတဲ့အချိန်မှာတော့ဇပင်ဖားလျှချထားပြီးထမင်းရင်းရှားထားတဲ့မိမကခြေတော့ကိုစောင့်ချကဟိုမတိုင်ခြိုင်နှိုင်းဟိုခြိုင်ဖော်ဒီလူတို့ပေါင်ချိုင်ဟဲ့နိုဆက်တော်ကတ်ချိုင်ဆိုပြီးဒေါသတကြီးအော်ပြောတာကိုကြားလိုက်ရလေတယ်ဆရာယူရီယာမအဆရာတို့ ငါနဲ့ကိုလာပြီးငါ့ကိုဆော့ကားတဲ့ကောင်လေးသူ့အကြောင်းသိစီရမယ်လို့ပြောနေတယ်။လောလောဆယ်ကလေးကိုကင်ဖို့အရေးကြီးတယ်။စောတာလေးကလေးကိုကြောပို့ပြီးတော့မှလာရလမ်းတိုင်းပြန်တော့ကျတို့အနောက်ကနေလိုက်လာခဲ့မယ်။ဟုတ်ကဲ့ဆရာ။စောတာလေးကကလေးကိုကြောပို့ပြီးထွက်သွားတဲ့ချိန်ထမင်းရေရှားထားတဲ့မိမကယူရီယာစကားနဲ့အဟိရင်တက်ခိုင်တို့ကိုစက်ကြီးကတော်ရဲကိုပြောင်းဝင်သွားခဲ့တယ်။သူပြောတာလဲကိုနားမလဲ။ ိုပြောတာလဲသူနောက်မလဲဖြစ်နေပြီဆရာကြီးထားလိုက်တော့ရည်ကလေးအနေကင်းတာပဲကျေးဇူးတင်ရမယ်လာကွာပြန်ကြရအောင်တခိုင်ကစကားနဲ့ရန်စဲသဘောနဲ့ပြောပြီးစောတာလေးတို့ရဲ့အနောက်ကိုလိုက်လာခဲ့ပါတယ်ရောင်ပြန်ရောက်တော့ကလေးကကောင်းစွာတရိယာနေပြီစောတာလေးကဘာတွေဖြစ်ခဲ့တာလဲလို့ပြီးတော့နွားเจ้าနေတဲ့ချိန်ထမင်းရေရှားထားတဲ့ယူရီယာအဖွားကြီးပေါ်လာပြီးသူ့ကိုဆန်နဲ့လှုပ်ထားတဲ့မုံတွေကိုလာကျွေးတယ်သူလည်းမုံကိုစားပြီးတော့ ဘာမှမသိတော့ပဲခေါ်တဲ့နောက်ကိုလိုက်သွားခဲ့တယ်လို့ပြန်ဖြေခဲ့တယ်။တော်သေးတာပေါ့ကျုပ်တို့သားအရောက်မမြတ်ရင်ကလေးတော့ဒုက္ခရောက်ပြီ။ဆရာအဲ့ဒီမိမကကလေးကိုဘာလို့ဖို့အခုလောက်လောက်တာလဲ။အတီးကြတော့ပြောလို့မရအောင်ကျုပ်ထင်တော့လက်ပြနှုတ်ပြီးတနေရမှာခိုင်းစားမယ်လို့ထင်တယ်။နောက်ဆိုကလေးတွေကိုအဲ့ဒီဘက်မှာနှွားကြောင်မှမှုတ်လို့စမ်းပါနဲ့ဗျာ။တက်ခါရဲ့စကားကိုစောတာလေးကဘာသာပြန်ပြီးပြောလိုက်တော့ကလေးမိဘတွေက မျက်ရည်ဆက်ဆက်နဲ့ကျေးဇူးတင်ကြောက်ပြောပြီးနောက်နောက်မခိုင်းတော့ပါဘူးဆိုတဲ့အကြောင်းလာပြောခဲ့လေတယ်။တခိုင်တို့လည်းဒီကိစ္စဒီလောက်နဲ့ပဲပြီးသွားမယ်လို့ထင်ပြီးရွာထဲမှာအေးအေးလူလူနေနေတဲ့အချိန်မှာပဲမမျော်လင့်ထားတဲ့ဖြစ်ရတဲ့ခုကထပ်မံပေါ်ပေါက်လာခဲ့တယ်။လောက်ကွယ်နေမှုတရွာလုံးမှောင်မှိုင်းနေတဲ့ညတကောက်ရဲ့အချိန်မှာတော့ယူရီးယားမြန်မာနေဆက်စီယိုပေါ်ကနေသကောပိုင်းလောက်ရှိတဲ့မြင်းလုံးတစ်လုံးနေကြည်မြင့်ကြည်နဲ့ပြန်တန်းနေခဲ့တယ်။တခိုင်နဲ့တာဝါရူကတော့ သောတာလေးချက်ကျွေးတဲ့ငပြောဥဟင်းနဲ့ထမင်းစားပြီးဆော့ဆော့စီစီအိပ်ပျော်နေခဲ့သလိုတရွာလုံးကလည်းအိမ်မောကျနေခဲ့ပါတယ်။အဲ့ဒီချိန်မြေလုံးကြီးကနေဆက်စီရနဲ့ကြော်လွန်လာပြီးစုကလိရွာရဲ့အပေါ်မှာခက်တီတီနဲ့တောင်မှဆုံးတောက်စားနေခဲ့တယ်။အမှန်တကယ်တော့သူကရွာမှာရှိနေတဲ့ပညာသားတွေကိုပေါ်တင်စိန်ခေါ်လိုက်တာ။ဒီအချိန်မှာပဲရွာအနောက်ဘက်ခြမ်းကနေအုံးရှိတီတာတာရှိတဲ့မြေလုံးတစ်ခုပြန်တက်လာခဲ့သလိုတခြားသောအရက်ကနေလည်းမြေလုံးတွေ သူ့လိုကိုလိုပြက်တက်လာခဲ့ကြတယ်။သကောက်ရဲ့ညလာမညဆိုပေမဲ့စုကလေးရွာရဲ့ကောင်းငင်ရံမှာတော့မီးလုံးတွေကသတင်းကျုပ်မီးပုံနှုတ်ထားသလိုအယောင်ဝါတွေတောက်ပနေခဲ့ပါတယ်။မီးလုံးကြီးတွေကသူ့ထံကအပြန်ဆိုင်တက်လိုက်နေလိုက်နဲ့လှုပ်ပြီးနေကျော်လာတဲ့စုံမီးကိုတိုက်ခိုက်ကြတယ်ဆိုပေမဲ့ဘသူမှမရှင်းနိုင်မဲတဖြုတ်ဖြုတ်နဲ့အောက်ကိုပြုတ်ကျသွားခဲ့တယ်။အဲဒီချိန်မှာတော့အိပ်ပျော်နေတဲ့တက်ခိုင်နဲ့တက်ဝါရုရဲ့ခြေထောက်ကိုတိရောက်ရောက်ကကန်လှုပ်ပြီးနှိုးနေတာကြောင့်ထားကြည့်လိုက်တော့ ကရင်တင်သားဝိဆုံဝေထားတဲ့အဖိုးကြီးတယောက်ကအပြင်ကိုလက်ညှိုးထိုးလိုက်ခရင်လုံးကိုပြောလိုက်နဲ့လုံနေတာကြောင့်ဗရင်ပေါ့ရဲ့အပြင်ဘက်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာစုံမီတောက်တွေပညာပြန်နေတာကိုမြင်လိုက်ရပါတယ်။ပညာဆက်တွေတုတ်တက်ကအပြရဲ့ဆိုင်ထွက်လို့နေတာကြောင့်ပဝင်းကြီးတစ်ခုလုံးဟာတစ်ပေတရွက်တွေတစ်ဖြက်ဖြက်နဲ့လှုပ်ခါနေခဲ့တယ်။ဒီတော့မှစောတာလေးကိုနှိုးပြီးခြံအပြင်ကိုထွက်ကြည့်လိုက်တော့မိတော်တွေထဲမှာကရင်ဝိဆုံဝေထားတဲ့မိမယောက်ျားပညာသည်တွေရဲ့ရုပ်တွေနဲ့ ထမင်းရေရှားထားတဲ့ယူရီးယားမိမတယောက်တူရဲ့ရုပ်တင်ပေါ်လာပြီးနှစ်ဖက်ပညာပြန်နေမဲ့သဘောပေါက်သွားခဲ့တယ်။ကရင်ဘက်ကပညာသည်တွေအနေနဲ့ယူရီးယားပညာသည်ရဲ့စက်တွေကိုမခန့်နိုင်ပဲတယောက်ပြီးတယောက်ပြုတ်ကျကုန်တာကိုမြင်တော့တက္ကະနဲ့တောက်ဝါတို့မနေနိုင်တော့ပဲ။ကောင်းကင်ရံမှာစေထားတဲ့ဆက်ကျိုးတွေကိုဖျက်ချဖို့လက်ညှိုးကို ထောင်လိုက်တဲ့အချိန်သဘောတစ်ချက်စာလောက်ကြီးမားတဲ့မိဆုံကသူ့နယ်ဘက်ကိုတရှိန်နှုတ်ပြစ်ထွက်သွားပါလျော်။ဒါအမြင်နဲ့တောက်ဝါကဆိတ်ဆက်သူပြပြီး ခပြေးသွားတဲ့နောက်ကိုအမင်းလိုက်သွားတာကြောင့်တက်ခါလည်းမနေတာတော့ပဲနောက်ကနေပြေးလိုက်လာခဲ့တယ်။မိစုံကတက်ခါနဲ့တဝါလို့ကိုမြင်တာအောင်လှစ်ခနဲ့ပေါ်လိုက်လှစ်ခနဲ့ပြလိုက်နဲ့ခေါ်လာခဲ့တာ။နှစ်ယောက်သားယူရီးယားပန်တဲ့တဲ့ကိုရောက်မဲမသိရောက်လာခဲ့ကြပါတယ်။ဒီတစ်ခါမှာတော့မိစုံကသူ့ရဲ့အရှိတဲတဲ့မှာပဲပေါ်လာပြီးအောက်ကိုပြက်ဆင်းလာခဲ့တဲ့အချိန်မြေကြီးပေါ်ကိုရောက်တာနဲ့သဘင်ဖားလျချပြီးအနှစ်ယောက်ထမင်းကိုရေရှာထားတဲ့မိမတယောက်ရဲ့အသွင်ကိုပြောင်းလဲသွားခဲ့တယ်။ မိမကြီးအားတက်ခတ်နဲ့တော်ဝရုကိုကြည့်ပြီးမင်းနဲ့နေတဲ့ပေါ်ရီပေါ်အောင်ယူလိုက်တယ်ဆိုရင်သူ့နောက်ပတ်အမောင်တို့တွေကနေယောက်ျားကြီးတချို့တံဝဲကိုစီနဲ့ထွက်လာခဲ့ပြီးယူရီးယားလို အော်ဟစ်လိုက်လှောင်တယ်လို့ပြောင်းတယ်လို့ရေမောလိုက်နဲ့လုံနေခဲ့ကြတယ်ဆရာကြီးဒီတခါတော့ဒုက္ခရောက်ပြီကျွန်တော်တို့ပြောတာသူတို့လည်းနားလည်မှာမဟုတ်တယ်လို့သူတို့ပြောရလဲကျွန်တော်တို့နားမလည်တော့ဘူးထင်တယ်ဒါမျှဗာမျှခတ်လို့လဲတောက်ရရင်သူတို့ဘက်ကဘာမှမလုပ်ခင် ကိုဘက်ကဥအောင်စောအောင်မှာပေါ့ကွာတက်ခိုင်ကစကားအဆုံးမှာပဲဘယ်အချိန်ကလေးကကင်ထားမှမသိတဲ့ဆုံဖက်အင်းကိုပြက်လွတ်လိုက်တော့ယူရီးယားပညာသည်တွေကလက်ထဲကင်ထားတဲ့အယူကောင်းတော်ဝင်းနဲ့ရက်ကဖဲထုတ်ပြက်လိုက်တယ်ဟင်ဆုံဖက်အင်းကဘာလို့အသက်မွေးတာလဲတက်ခိုင်ကအထိတ်တလန့်နဲ့ပြောပြီးနောက်ထပ်အင်းတစ်ချက်ကိုထုတ်ကြည့်လိုက်တော့တမန်ရှိရမယ့်အစွက်ထက်နေပါနေတာကိုဒရီထားမိသွားခဲ့တယ်ဆရာအင်းကနှုံးမရတော့ဘူး တာဝါကအင်းနိုကာရာကိုအစစ်မပြတ်ရွတ်တယ်ဆိုပေမဲ့လက်ထဲကင်ထားတဲ့အင်းကထိပ်ဖြားလေးတွေလှောက်ယုံတာလှုပ်ပြီးပြန်လဲညစ်တက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲအစိမ့်ဖန်ရောင်ဆက်တကွတက်ခန့်နဲ့တာဝါရိုရှိယာစီကိုတွန်းဝင်လာခဲ့တော့ခန္ဓာကိုယ်မှာရှိနေတဲ့ကိုလောအင်းနဲ့ထိပ်ပြီးနှစ်ယောက်သားအနောက်ကိုပြန်လဲကျသွားခဲ့တယ်။အတော်အကောင်နဲ့ဆက်ပါလား။တာဝါမင်းဘာပြတ်သွားသေးလဲ။ဘာမှမဖြစ်ဘူးဆရာ။ဒီကိုလောအင်းခံထားတာတော့မှထိတယ်ဆိုတော့ ဒီကောင်လေးရဲ့ပညာကပေါ့တည်တည်မဟုတ်ဘူးယူရီးယားပညာတယ်ရီကသူ့ရဲ့ပညာဆက်ထိမှန်တာမှကုံယုံပြီးထလာတဲ့တက်ခံတဲ့တောက်အကိုအော်အော်နဲ့မျက်နှာနဲ့ကြည့်ပြီးစေမုတ်တချို့လည်းမြေကြီးပေါ်ပြစ်ချလိုက်တယ်ဆိုရင်မယ်တက်ခံတဲ့တောက်အတို့ရက်နေတဲ့မြေကြီးအောက်ကနေပုတ်တူဆွေးမြင့်နေတဲ့လူသေးကောင်တွေထွက်လာပြီးခြေတော့ကိုလှုပ်မြအောင်ချုပ်ထားခဲ့ကြတယ်အဲ့ဒီချိန်ထမင်းရေရှားထားတဲ့မိမကြီးကတောင်ဝေးထိပ်မှာတက်ထားတဲ့ မျက်လုံးပြပြအဆက်ဖွဲ့ဖွဲ့အယုတ်တယုတ်ကိုဖြုတ်ယူကမမုံလိုက်တဲ့ဆွေမင်းဦးကောင်းထိပ်မှာဇပင်းအနေငယ်ပဲပါတဲ့မကောင်းဆုံးဝါတကောင်ခုံထွက်လာပြီးတော့တက်ခိုင်တဲ့တဝါရုပ်ကိုရံပြဖို့ပြစ်တက်လာခဲ့တယ်အဲ့ဒီချိန်ညချားညချားဝင်တော့မယ်ဆိုရင်သူတို့တိုင်းပြည်ရဲ့ဆိုင်ရာပုံကိုယ်တွေကိုခွင့်တောင်းရတယ်ဒါအောင်မင်းတို့ကခွင့်မတောင်းတော့အကောင်တလွဲတွေဖြစ်ကုန်တာလေဆိုတဲ့အတန်တန်ကိုကြားလိုက်ရပါတယ်ဆရာဆရာတမလားကျွန်တော်လည်းကြားတယ် ဆရာကျွန်တော်တို့အဖြစ်ကိုသိနေလို့မင်းတို့ကလည်းလှမ်းပြောတာထင်တယ်။မင်းတို့နှစ်ယောက်အတွက်ဒါအသင်ငန်းစာပဲ။နောက်ထပ်မဖြစ်စေနဲ့။အောင်မြတ်သားရဲ့အသက်ပြောက်သွားတော့သူတို့အရှိအနေတင်ကြီးတုတ်ကိုအဖျားချုံထားတဲ့အသားညိုညိုကိုလုံးကိုယ်တဲ့တောင်းတလူနှစ်ယောက်ရုတ်တရက်ပေါ်လာပြီးပြေးဝင်လာတဲ့ကောင်ရဲ့ညိုသူကြီးကိုဖြောင်းကနေမြေအောင်ရိုက်ချလိုက်တယ်လို့ခြေထောက်တွေကိုချုပ်ထားတဲ့ပွာရောင်ရောင်လက်တွေကိုလည်းရိုက်ထုတ်ကဖယ်ရှားပြီးခဲ့တယ်။ဆရာဒီပုဂ္ဂိုလ်တွေကဆရာစစ်ခေါ်ထားတာလား ငါမဟုတ်ဘူးတောက်ရရေဆရာကိုညီလှမ်းကြောင်းထားတာဖြစ်မယ်တက်ခိုင်စကားအဆုံးမှာပဲတင်ကြီးတို့ကင်ထားတဲ့လူညောက်ကဒုက္ကိုစက်ကြကိုလှဲ့သလိုရှေ့ရနေကာထားပေးခဲ့တယ်ပညာသရီးရလည်းအယောင်အသွေးစုံလေးနဲ့ဆက်တွေကိုထုတ်လုပ်ပြီးတော့တိုက်ခိုက်ကြတယ်ဆိုပေမဲ့ရှေ့မှာကာထားတဲ့လူညောက်ရဲ့ဒုစက်ကြမှွေချက်ကိုမကျော်လွန်နိုင်ပဲဖြစ်နေခဲ့တယ်ဒီတော့မှတက်ခိုင်တို့လည်းရိုးရောက်တွေပိုင်းတဲ့မြေတွေကနေမြမပိုင်းတဲ့တဲကိုပြန်ဆုတ်လာတော့နေဆက်စည်းကိုလည်းကြော့ရော့ လွယ်ထဲပါလာတဲ့အင်းတွေကဖြက်ခနဲ့လက်ခနဲ့ဖြစ်ကအုံကြွလာခဲ့တယ်။အဲ့ဒီအချိန်မှာပဲတင်ကြီးတို့ခြင်ထားတဲ့လူနှစ်ယောက်ပျောက်ကွယ်သွားခဲ့တယ်လို့ယူရီးယားပညာသည်တွေလည်းနဆက်စည်းကိုမကြော်ရတော့ပဲအရှူရှူပျောက်ကွယ်သွားခဲ့ပါတော့တယ်။ဆရာအဲ့ဒီတင်ကြီးတို့ခြင်ထားတဲ့သူတွေကယူရီးယားမြေတွေရပုံကိုတွေလား။ဟုတ်တယ်မကောင်။သူတို့ကဥအောင်စီရဲ့နန်းနန်းမှာစောင့်ကြည့်နေတဲ့လူတွေလေ။တော်သေးတာပေါ့။နောက်ရော ဲ့ဒီယူရီးယားပညာသည်တွေထထလာကြသေးလားတက်ခါနဲ့တဝါတို့ပြန်လာတဲ့အထိတော့ရောက်မလာကြတော့ဘူးလို့ပြောတယ်။ဒါမဲ့နောက်ပိုင်းဖြစ်တဲ့ကိစ္စတွေကိုစောတာလဲပူသိလိမ့်မယ်။ဒီလူကြီးကအခုထိရှိနေသေးရလား။ရှိတော့ပေါ့။အခုလောက်ဆိုရင် तू ကရွာမှာဆရာကြီးတဆူဖြစ်နေလောက်ပြီ။ဘာဖြစ်လို့လဲဆရာ။တက်ခါနဲ့တဝါတို့မပြက်ခင်သူ့ကိုဂိုင်းပညာတွေတင်ပေးခဲ့တယ်လေ။သူ့လက်ထက်မှာလဲဂိုင်းသားအသစ်တွေတူးလာတယ်လို့လဲကြားတယ်။ ဒါဆိုစောတာလဲဆိုတဲ့လူကြီးကကျွန်တော်တို့နဲ့အတူတူပဲပေါ့ဒါပေါ်မှာကောင်းရကဲစကားတပြုတ်ပြောနဲ့ရှောက်လာတာသူ့ရင်ရှေ့အောင်ရောက်လာပြီအောင်မြတ်သားခြေထဲရှိအိတ်တလုံးရှေ့မှာရက်ပြီးကြိလိုက်တော့အိတ်အောက်ကကိုပြစ်မှာထားပြီးကိုတမျိုးမျိုးဝါနေတဲ့အသက်80အရွယ်ကရင်အဖိုးကြီးတယောက်ကိုမြင်တွေ့လိုက်ရပါတယ်အောင်မြတ်သားအနေနဲ့စောတာလေးစီဘာကြောင့်ပြန်လာတာလဲဆိုတော့ကိုတော့အောင်မြတ်သားနဲ့ဖာတီစောတာလေးဆိုတဲ့ဝိထုလေးမှာ ပရိသတ်ကြီးအားစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်နော်။အချင်းပေးပြီးနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူဦးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိသလို။ဆိုင်းရစီယာဇေယနာရမညောက်လေ။ကျေးဇူးအထူးပဲတင်ရှိပါရရှင်။ဒီဇန်နလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်သာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။